ဒါကတော့တကယ်ကိုနီလန်ကောင်းလေးတစ်ခုပါပဲခင်ဗျမိမိတို့အိမ်မှာမော်တာအကြီးကြီးဆိုရင်အားကအများကြီးကုန်တာပေါ့နော်အခုဆိုရင်ဓာတ်ကလေးနဲ့ပါဝါဘန်နဲ့ဆိုရင်အဆင်ပြေတယ်ဟွန်းဖောက်လိုက်မနော် ထိုးထည့်လိုက်တယ်ရေလုံအောင်လောက်ရမယ်နော်အဲ့နေကမလုံလို့မရဘူးကွာမလုံရင်မော်တာထဲမှာရေဝင်သွားနိုင်တယ်ခုပြတဲ့ဗီဒီယိုကတော့เนาะနည်းနည်းစိတ်ချရတယ်ကျွန်တော်တီချာလေ့လာပြီးမှကျွန်တော်တင်ပေးတာเนาะ ဓာတ်သူအဝိုင်းလေးကိုသူ ဖြတ်ဖြတ်ပြီးသူလုံးမှာနော်ရေတွေအပေါ်ရအောင်တင်မလို့ပါအဲ့လိုမျိုးသုံးပြားပေါ့နော်အဲ့ဒီသုံးပြားကိုသူကဓာတ်ဘာဒုတ်တန်ဝါးလာမသိဘူး อืมအဲ့လိုဖြစ်သွားပြီဒါကျွန်တော်ထည့်လိုက်မယ်နော်စင်ကုန်လေးနဲ့ပဲကတ်ထားတာနောက်ထပ်ကော့တစ်မျိုးထပ်ကတ်သေးတယ်နော်ဒါဖောက်ဆက်နဲ့ဖောက်လိုက်တယ်อืมဟုတ်ပါပြီအတိကအဲ့ဒီနေရာမှာရေလုံဖို့လိုတယ်နော်ဝါစာကွင်းလေးပါလေထည့်ထားမှဆိုပိုကောင်းတော့ခင်ဗျ อืมဒီနေရာမှာမော်တာနည်းနည်းကြီးကြီးလေးတိုက်ရင်တော့ပိုကောင်းပါတော့ဒါပေမဲ့ပိုဆွဲမှာပေါ့ဒါဆိုလာပြားတွေပိုင်းနဲ့လည်း okay တယ်เนาะသူကဒီမော်တာတည်တည်လေးပဲလေအဲ့လိုမျိုးဒီထပ်မော်တာကြီးမဲ့ဆိုတော့ပိုကောင်းပါပေါ့ဒီဒါကတော့ဂျင်းမဟုတ်เนาะတကယ် သူရဲ့ Facebook ကိုကျွန်တော်တေချာလေ့လာတယ်စိတ်ချရတယ်သူကဟို fake မဖြစ်နိုင်ဘူး